ရဲ့ညာနောက်ခံလိုအာနိုဟာမာဆေးနဲ့ကစားခဲ့တဲ့ချန်ပီယံလိပွဲမှာတန်ရာရခဲ့တာကြောင့်ပွဲအစ9မိနစ်မှာပဲလူစားလဲခံခဲ့ရပါတယ်အာနိုဟာမာဆေးနဲ့ပွဲမှာရီယက်အတွက်ပထမဆုံးချန်ပီယံလိပွဲမှာပဲတန်ရာရသွားတာဖြစ်ပါတယ်။ဘာနေကျူးမှာကစားခဲ့တဲ့ဒီပွဲမှာပွဲအစ2မိနစ်မှာပဲအာနိုတယောက်သူ့ရဲ့ပေါင်ကိုကင်ပြီးလဲကျသွားခဲ့ပါတယ်။ဒါကြောင့်အခုနေရာဒီမှာလီဗာပူးကနေရီယက်ကိုရောက်လာတဲ့အာနိုကိုအသင်းကောင်းဆောင်ကာဗာဂျဲနဲ့လူစားလဲခဲ့ရပါတယ်။ကာဗာဂျဲဟာပွဲချိန်82မိနစ်မှာထုတ်ခံခဲ့ရပေမဲ့ ိုက်စစ်မှုပါပေးရဲ့အတွင်းကိုနှစ်ကိုနဲ့နောက်ကနေလိုက်ကစားပြီးနှစ်ကိုတကိုနဲ့ရီရဲ့အနိုင်ရခဲ့ပါတယ်။အင်္ဂလန်ကစားသမားအာနိုဟာဒီယာတီရီရဲ့အတွက်ပြိုင်ပွဲစုံ၅ပွဲမှာ၃ပွဲပွဲထွက်ကစားခွင့်ရထားပြီးကြက်နှစ်ပွဲမှာတော့ကာဗာဂျဲကပွဲထွက်ကစားသမားဖြစ်ကစားထားပါတယ်။ရီယန်နိပြအလွန်ဆိုကတော့အာနိုးနဲ့ကာဗာဂျဲတို့ပွဲထွက်ကစားခွင့်ရဖို့အရှင်ပြိုင်နေရတဲ့ပုံမှာကျင်းနဲ့နေရလို့ဖွင့်ဟခဲ့ပါဗျ။လွန်ခဲ့တဲ့တလလောက်ကသူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးနိပြအလွန်ဆိုကသူတို့နှစ်ယောက်ကြားကရှင်ပြိုင်မှုကအရန်ကောက်ပါတယ်။ တနေရတဲ့အတွက်ကစားသမား2ယောက်ရှင်ပြိုင်နေတာကိုကျွန်တော်သဘောကျပါတယ်ဒါကအသင်းအတွက်အရန်ကောက်ပါတယ်လို့ပြောကြားခဲ့ပါတယ်အာနိုရဲ့အသင်းပေါ်ဘယ်လင်ဂန်ကလည်းဇူလိုင်လမှာပခုံးခွက်စိတ်ကူတာမှုပြုလုပ်ခဲ့ပြီးနောက်မာဆေးနယ်ပွဲအတွက်ရီးရဲ့အသင်းရဲ့လူစင်းမှာဒီယာတီပထမဆုံးချိန်ပြန်လည်ပါဝင်လာခဲ့ပါတယ်ဒါပေမဲ့ဘယ်လင်ဂန်ဟာမာဆေးကိုအနိုင်ရခဲ့တဲ့ပွဲမှာအရန်ကုန်မှာပဲထိုင်ခဲ့ရပါတယ်ရှင်